အိန္ဒိယကတပ်တန်းရဲ့ MiG-21 တိုက်လေယာဉ်တွေကိုအနာပေး။အိန္ဒိယအတွက်တပ်တန်းနေတဲ့ counter လို့တင်စားခံရတဲ့ရုရှားထုတ်တိုက်လေယာဉ်ပြန်တန်းနေတော့ counter သို့မဟုတ် MiG-21 ။ပြည်သက်ညာအလုံးမဲမင်္ဂလာပါရှင်။အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော်။ အိန္ဒိယဟာစူပါပါဝါနိုင်ငံဖြစ်ရပ်တည်လာနိုင်ပေမဲ့လက်ရှိချိန်ထိကိုပိုင်ထုတ်တိုက်လေရင်ကောင်းကောင်းမပိုင်ဆိုင်သေးပါဘူး။ရုရှားစီကနေဝယ်နေရတယ်လို့ပြင်သစ်ကနေလင်းရင်ဝယ်ရတယ်လို့အမေရိကန်ကနေလည်းလင်းရင်အတွက်ဂျက်အင်ဂျင်တွေဝယ်ယူပြီးအသုံးပြုနေရပါတယ်။အိန္ဒိယဟာကိုပိုင်တိုက်လေရေထုတ်လုပ်ဖို့အတွက်ဂျက်အင်ဂျင်ရေဒါစနစ်ဒီဇိုင်းနဲ့ပေါင်းစပ်မှုတွေမှာအဆင်သင့်မဖြစ်သေးတယ်လို့အိန္ဒိယရဲ့ကိုပိုင်ထုတ်ဖြစ်ပုံဖော်နိုင်မှုလိုအပ်ချက်တွေရှိနေပါတယ်။ ကျွန်မတို့ဘောလီဝုဒ်ရုပ်ရှင်တွေမှာမြင်တွေ့နေရတာကအိန္ဒိယဆိုတာဤပညာမှာခင်လန်နေပေမဲ့လက်တွေမှာတော့တိုက်လိမ်ရင်ထုတ်လုပ်နိုင်ရမှာဤပညာရာယူမှုနဲ့နှောင့်နှေးကြံ့ကြာမှုတွေကကြီးမားတဲ့အခက်အခဲရှိနေစေဖြစ်တယ်လို့ဆိုရပါမယ်။ဒီလိုချိန်မှာ Sophia Kittle MIG 21လို့တက်တန်းရေးလင်းရင်တွေကိုအနားပေးတော်မှာပါ။ကြာရင်မဲ့လက်ရှိအနားပေးလိုက်တဲ့ MIG 21ဟာမတော်တဆပြကြမှုနှုံများလာတာကြောင့်ပြန့်တန်းနေသောကောင်တလာလို့နာမည်ဆိုးနဲ့တင်စားတာကိုအပိတန်ရက်တန့်စေတော်မှာပါ။ ီလိုအနာပြေးလိုက်တာကြောင့်အိန္ဒိယလီတက်ရဲ့လီတက်အင်အားဟာလက်ရှိထဲရုံနေမှာဖြစ်တယ်လို့အိန္ဒိယဟာတရုတ်နဲ့ပါကစ္စတန်တို့ရဲ့ပူးပေါင်းချင်းချောင်းမှုကိုလည်းရင်ဆိုင်နေရတဲ့အတွက်စိန်ခေါ်မှုတချို့ရှိနိုင်တယ်လို့သုံးသပ်သူတွေကယူဆထောက်ပြကြပါရယ်ပြီးခဲ့တဲ့အိန္ဒိယပါကစ္စတန်နိုင်ငံကကာရှမီးယားအရှေ့နဲ့ပတ်သက်ပြီးစစ်ပွဲမှာဆိုရင်ပါကစ္စတန်ဆိုရင်ပြည်ထောင်လက်နက်တွေကိုဟန်ချက်ညီညီသုံးပြီးတိုက်ပွဲမှာစမ်းဆောင်ရည်တွေကိုပြသခဲ့ပါတယ် ဒါပေမဲ့ဂျပန်အိန္ဒိယကတော့ရုရှားထုတ်ပြင်သစ်ထုတ်နဲ့အမေရိကန်အင်ဂျင်တုံတိုက်လေယာဉ်တွေရှိပေမဲ့လေကြောင်းတိုက်ပွဲဝင်မှုမှာတိတိတသာဆန်းစားနိုင်ခြင်းမရှိခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်အဲလိုနေထားရကြအိန္ဒိယလီတာဟာ၎င်းရဲ့နယ်နိမိတ်တွေကိုကောက်ွယ်ဖို့အတွက်အနည်းဆုံးတိုက်လေရင်တက်ခွဲ52ခုလိုအပ်တယ်လို့သတ်မှတ်ထားပေမဲ့လက်ရှိမှာတက်ခွဲ30ဝန်းကျင်လောက်သာအင်ဂျီအာပြည့်ရှိနေတဲ့အနေအထားဖြစ်နေရကိုတွေ့ရပါတယ်။အခုတော့လက်ရှိချိန်မှာတော့အိန္ဒိယလီတာရဲ့တမိုင်းမှာအထင်ကြီးအနေအရရှိခဲ့တဲ့ MiG-21 တိုက်လေရင်ဟာ တမိုင်းတလျှောက်အရှိကြဆုံးတာဝန်ထမ်းဆောင်ခဲ့ပြီး၎င်းရဲ့62နှစ်ကြာခေါ်ယူဝယ်တာဝန်ထမ်းဆောင်မှုကိုနှီးကုပ်ချုပ်လိုက်ပါပြီဒီတိုက်လေရင်ဟာဆယ်စုနှစ်6ခုကြာအိန္ဒိယရဲ့လေကြောင်းကာကွယ်ရေးဆိုင်ရာအတွက်အရေးပါတဲ့တိုက်လေရင်အမျိုးအစားတစ်ခုဖြစ်ခဲ့ပါတယ်အိန္ဒိယကာကွယ်ရေးဝန်ကြီးရက်ရှနာက MiG-21 ဟာအိန္ဒိယအတွက်စိတ်ကံစားမှုတွေနဲ့အမှတ်တရတွေနက်နက်ရှန်ရှန်ညှို့နှံထားတဲ့တိုက်လေရင်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် MiG-21 တိုက်လေရင်အကြောင်းအိန္ဒိယမှာရှိတဲ့ကလေးငယ်တိုင်းကသိကြပါတယ် ကျွန်တော်တို့အတွက်ကတော့ဒါတိုက်လေရေးတစ်စင်းနဲ့မဟုတ်ပဲနက်နက်ရှန်ရှန်ဆက်နယ်မှုတွေရှိရဲ့အရာတစ်ခုပါလို့ဝန်ကြီးကပြောကြားခဲ့ပါတယ်။ဒီတိုက်လေရေးဟာအိန္ဒိယရဲ့မဟာဗျူဟာတွေကိုအားကောင်းစေခဲ့ရုံသာမကအိန္ဒိယကိုကမ္ဘာစင်မြေပေါ်မှာကိုပိုင်တိစောက်မှုတွေလှုံ့ဆော်နိုင်မှုကူညီပေးခဲ့တယ်လို့လည်း၎င်းကပြောဆိုခဲ့ပါတယ်။ MIG 21ရဲ့အနာယူမှုဟာအိန္ဒိယလီတက်ရဲ့ခေတ်မီတိုက်လေရင်အုပ်စုကိုတိုးချဲ့တိစောက်ရေးမဟာဗျူဟာရဲ့တစိမ့်တစ်ပိုင်းလေးဖြစ်ပါတယ်လို့မူရင်းသတင်းမှာဖော်ပြထားပါတယ်။ ဒီတည်ရင်ကနေဆက်ဆက်ပြောရရင်နော် MIG 21ဟာ Mikoyan Kurabish MIG Design Bureau မှာ1950ပြည့်လွန်နှစ်များနောက်ပိုင်းမှာတည်ထွင်ခဲ့တဲ့အတန်းထက်မြန်တဲ့ဇက်တိုက်လေရင်တစ်မျိုးဖြစ်ပါတယ်။လက်ကောက်ရဲ့ကိုယ်ရည်ပုံစံဟာထူးခြားတဲ့ Delta Wing Design ကိုအသုံးပြုထားပြီးကောင်းပိုင်းမှာလေဝင်ပေါက်ကြီးတစ်ခုပါပါတယ်။ စန်းစာရီနဲ့ကမ္ဘာအုံပြုမှုကိုကြည်ရင် MIG 21ကိုမူလကခြားပြတ်တိုင်လျင်ဖြင့်ဒီဇိုင်းထုတ်ခဲ့ပြီးမယ်နောက်ပိုင်းမှာတိုက်ခိုက်ရေးပုံကျလျင်အဖြစ်ပါတောင်းဝထမ်းဆောင်နိုင်ခဲ့ပါတယ်လက်ကောက်ဟာ match 2အတန်ရဲ့နှစ်ဆကျော်အထိပြန်တန်းနိုင်ပြီးအဲဒီအချိန်ကကမ္ဘာညံဆောင်တိုက်လျင်တွေမှာတစ်စင်းအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့ပါတယ် ကြည်လင်းဟာစုစုပေါင်းအစီအစဉ်တပ်တောင်းတစ်ထောင်ကျော်ထွက်လုခဲ့ရတဲ့အတွက်တမိုင်းတစ်ထောင်မှာအများဆုံးထွက်လုခဲ့တဲ့ကြက်တိုက်လေရင်များတွေမှာတစ်ခုဖြစ်ပါတယ်။မှတ်ချက်အနေနဲ့ MiG 21ကိုဆိုဖီးယားပြည်တော်စုကထွက်လုခဲ့တာဖြင့်အိန္ဒိယနဲ့ချက်ကိုစလိုဗာကီးယားလိုနိုင်ငံတွေမှာလိုင်စင်ယူပြီးထွက်လုခဲ့တာတွေလည်းပါဝင်ပါတယ်။ပြည်ထောင်နိုင်ငံကလည်း G7 နာမည်နဲ့ကိုယူထွက်လုခဲ့တဲ့အစီအစဉ်2400ကျော်ရှိပါတယ်လို့သိရပါတယ်။ MIG21 ဟာကမ္ဘာနိုင်ငံမှာ60ကျော်မှအသုံးပြုခဲ့ပြီးစေတသက်မှုနဲ့ယုံကြည်စိတ်ချရမှုလိုကြောင့်ရေးပန်းစားခဲ့ပါတယ်။ MIG21 ကို1963ခုနှစ်မှာ IAF မှာစတင်မိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာအိန္ဒိယရဲ့ပထမဆုံးအတန်းထမ်းမြန်နဲ့တိုက်လေရင်ချက်လာစီခဲ့ပါတယ်။ဒီတိုက်လေရင်ဟာအိန္ဒိယပါကစ္စတန်စစ်ပွဲတွေအပါအဝင်ပြည်ပခါများစွာမှအောင်ပွဲတွေရယူခဲ့ပြီးအိန္ဒိယရဲ့လေကြောင်းကာကွယ်ရေးစနစ်ရဲ့ကြိုးယူအဖြစ်နှစ်ပေါင်းများစွာရပ်တည်ခဲ့ပါတယ်။ အိန္ဒိယဟာ MIT 21ကိုလိုင်စင်ဖြင့်ကိုရိုင်းထုတ်လုပ်က MIT 21ပစ်ဆိုကဲ့သို့အစိမ့်မြတ်တမှုတွေပြုလုပ်ခဲ့ပြီးခမီစင်မြေပြင်နဲ့လိုင်ရောညီထွေဖြစ်အောင်ဆောင်ရွက်ခဲ့ပါတယ်ဒီနေရာမှာ MIT 21ကိုကွန်ပျူတာစကားဆိုရတဲ့အထိအောင်မြင်ခဲ့တယ်လို့နာမည်ဆိုတခုလည်းရှိနေခဲ့ပါတယ်။ဒါကတော့ပြန်တန်းနေတဲ့ counter-lar ဆိုတဲ့ဝေဖန်မှုကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ MIG 21ဟာတမိုက်တခြားခုံယူစရာများစွာရှိခဲ့ပေမဲ့မကြသေးမီနစ်တွေအတွင်းလင်းရေပြစ်ချမှုနှုန်းမြင့်မာတာကြောင့်ပြန်တန်းနေသောကောင်တလာလိုဝေဖန်ခံခဲ့ရပါတယ်။မတော်တဆမှုတွေမှာပိုင်းမများစွာသိဆုံးခဲ့ရတဲ့အတွက်ဒီလင်းရင်ကိုအမြန်ဆုံးအနာပေးဖို့ PR ပေးခဲ့တယ်လို့ဆိုရပါမယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း MIG 21 482စီးပြစ်ချခဲ့ပြီးလင်းရင်မှု190ကျော်သိဆုံးခဲ့တယ်လို့သိရပါတယ်။ မည်သို့ပင်ဆိုစေ MIG 21ကအိန္ဒိယရဲ့ဇက်တိုက်လေယာဉ်သမိုင်းမှာအရေးပါဆုံးသော အစိပ်ပိုင်းတစ်ခုဖြစ်ထာရတီရှိနေမှာဖြစ်ပါတယ်ဒီတဲ့နဲ့ပတ်သက်ပြီးဆက်ဆက်သုံးသပ်ပြီးစွတ်တွပြုတင်ပြချင်တာကတော့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ပြီးမြူလနဲ့ပိုင်ဆိုင်တဲ့အိန္ဒိယရဲ့ကိုပိုင်ထုတ်တိုက်လေရင်ကောင်းကောင်းမရှိသေးတဲ့အကြောင်းရပါ။အိန္ဒိယဟာကမ္ဘာပေါ်မှာလက်နက်များဆုံးတင်သွင်းပြီးနိုင်ငံတွေက တနိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာအိန္ဒိယဟာစူပါပါဝါနိုင်ငံဖြစ်ရည်တည်လာနိုင်ပြီမယ်လက်ရှိချိန်ထိကိုပိုင်ထုတ်တိုက်လေရင်ကောင်းကောင်းမပိုင်ဆိုင်နိုင်တဲ့အထူးအကြောင်းရင်း၃ခုရှိရလို့ဆိုရပါမယ်ကိုပိုင်တိုက်လေရင်ထုတ်လုပ်မှုမှာအခက်အခဲရှိရတဲ့အထူးပထမအကြောင်းရင်းကတော့ဤပညာရယူမှုနဲ့နှောင့်နှေးကြံ့ကြာမှုပါတိုက်လေရင်တစ်စင်းလုံးကိုကိုရိုင်းထုတ်လုပ်ဖို့ဆိုရင်အထူးအစိပ်ပိုင်းလေးခုကိုပြည်ရင်းမှာကိုရိုင်းဖန်တီးရရမှာဖြစ်ပါတယ်ဒီအစိပ်ပိုင်းတွေကတော့ jet engine radar စနစ်ဒီဇိုင်းနဲ့ပေါင်းစပ်ပြီးအိန္ဒိယရဲ့ကိုပိုင်ထုတ်လုပ်မှုပဲဖြစ်ပါတယ် ကြက်အင်ဂျင်ဟာတိုက်လေယာဉ်ထုတ်လုပ်မှုမှာအခက်အခဲဆုံးနည်းပညာဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာအင်ဂျင်နည်းပညာကိုအမေရိကန်၊ရုရှား၊ပြင်သစ်၊တရုတ်စတဲ့နိုင်ငံကြီးတွေကသာအပြည့်အဝပိုင်ဆိုင်ထားပါတယ်။အိန္ဒိယရဲ့ Tejas လို့ကိုပိုင်ထုတ်လေယာဉ်တွေမှာတော့ American တို့ GE engine ကိုပဲဝယ်ယူအသုံးပြုနေရပါတယ်။နောက်ပြီး AESA လို့ Kimi Radar တွေလျှပ်ဝဲနီပညာတွေစနစ်တကျပေါက်ဆက်ဖို့အတွက်အချိန်နဲ့ငွေကြေးအများအများလိုအပ်ပါတယ်။ ဒီဇိုင်းနဲ့ပေါင်းစပ်မှုအပိုင်းမှာဆိုရင် IF လိုချင်တဲ့စောင်းစာရင်းနဲ့ပြည်မီအောင်ဒီဇိုင်းထုတ်လုပ်ဖို့နိုင်ငံတကာလက်နက်စနစ်တွေနဲ့တွက်ဖက်အသုံးပြုနိုင်အောင်စနစ်တွေကိုပေါင်းစပ်ဖို့ဟာနှစ်ပေါင်းများစွာအခြေယူရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ဒါကြောင့်အိန္ဒိယရဲ့ကိုပိုင်းထုတ် SCA စီမံကိန်းဟာ1980ပြည့်လွန်နှစ်တွေကစတင်ခဲ့ပြီးမြန်ပောင်း40မိဘကြောင့်မှဆက်သက်အတွက်လက်ခံနိုင်တဲ့ခြေနေကိုရောက်ရှိလာတာကိုကြည့်ပြီးပညာဆိုင်ရာနှောင့်နှေးကြံကြားမှုတွေဘလောက်ကြီးမလဲဆိုတာသိနိုင်ပါတယ်။ဒုတိယချက်ကတော့လေတက်ရဲ့အင်အားလိုအပ်ချက်ပါ။ အိန္ဒိယဟာတရုတ်နဲ့ပါကစ္စတန်တို့ရဲ့ပူးပေါင်းချင်းချောက်မှုကိုရင်ဆိုင်နေရပါတယ်။ IAF ဟာလက်ကောက်ရဲ့နေနမိတ်တွေကိုကောက်ခဲ့ဖို့အတွက်အနည်းဆုံးတိုက်လင်ရင်တက်ခွဲ52ခုလိုအပ်တယ်လို့သတ်မှတ်ထားပေမဲ့လက်ရှိမှာတက်ခွဲ30ဝန်းကျင်လောက်သာရှိပါသေးတယ်။ MIG 21လို့တတန်းရဲ့လင်ရင်တွေအငြင်းစားပေးချိန်မှာလေတပ်အင်အားဟာလျော့နေလာပါတယ်။ကိုပိုင်ထုတ်တိုက်လင်းရင်တွေကထထုတ်မှုနေကွေးနေရာကြောင့်အင်အားလျော့နေမှုကိုဖြေစေဖို့အတွက်ပြင်သစ်ထုတ် rough ရုရှားထုတ်စုသတ္တိ MKI လို့ခင်မီလေရင်တွေကိုအချိန်မီဝယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။ဒါဟာလေအမျိုးသားကာကွယ်ရေးကိုဤပညာတုတ်တမှုထက်ပိုဦးစားပေးရတာကြောင့်လို့ပြောနိုင်ပါတယ်။ရှင်တို့ဖြစ်ရှင်ဤမှန်နေဆိုရပါမယ်။ရေရှင်မတို့ဒီနေ့ဟာအလုပ်ဖြစ်မယ်မထင်ပါဘူး။နောက်တစ်ခုကတော့နိုင်ငံเจ้าဆက်ဆက်ရေးနဲ့အာကုံမှုကြောင့်မှာအိန္ဒိယဟာစစ်အေးခေတ်ကာလကရေကရုရှားဆိုဖီယာကိုအတိတ်ကအာကုံခဲ့ပါတယ်။ လက်ရှိမှာလည်းကွဲပြားတဲ့မဟာမိတ်တွေဆရာဤပညာကိုရှာယူပြီးနိုင်ငံတကာချိန်ွေရှာကိုထိန်းထားလိုတဲ့ရည်ရွယ်ချက်လေးရှိပါတယ်။ရုရှားထုတ် MIG 21 29 စုတ30 MKI စတဲ့အထက်တိုက်လင်းအများစုကိုရုရှားကနေလိုင်စင်ယူပြီးပြည်ရင်းမှာထောက်လုပ်ခဲ့ပါတယ်။ပြင်သစ်လော်ရဖဲနဲ့မရက်2000တွေကိုဝယ်ယူခြင်းဖြင့်ခင်မီနီပညာရရှိဖို့ကြိုးစားခဲ့ပါတယ်။ လက်ရှိမှာဆိုရင် American ရဲ့ကြီး engine ပညာကို Tejas တွေရယူခဲ့တယ်လို့အနာဂတ်မှာ F35 လိုတိုက်လေယာဉ်တွေရဖို့ပါစိတ်ဝင်စားမှုရှိနေပါတယ်။အိန္ဒိယရဲ့ကိုပိုင် တိုက်လေယာဉ်စီမံကိန်းတွေကိုကြည့်ရင်အိန္ဒိယဟာပြည်ရဲမှာကိုပိုင်တိုက်လေယာဉ်ထုတ်လုပ်နိုင်မှုအကြီးအကျယ်ကြိုးပမ်းနေပါတယ်။ဒီလုပ်ငန်းစဉ်ဟာကိုပိုင်ရပ်တည်နိုင်သောအိန္ဒိယဘာရတ်ဆိုတဲ့မူဝါဒရဲ့အထူးအစိပ်ပိုင်းလည်းဖြစ်ပါတယ်။ဒီကြဆာဆိုရင်အိန္ဒိယရဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကိုပိုင်ထုတ်မျိုးစံ၄.၅တိုက်လေရင်ဖြစ်ပါတယ် ် MIG 21ရဲ့နေရာကိုအစားထိုးဖို့အတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးလေတက်ကလည်း Aegis MK1A SE 180ကျော်ကိုဝယ်ယူဖို့စာချုပ်ထုတ်ဆိုထားပြီးဖြစ်ပါတယ်။ HCL AMC ဟာဆိုရင်အိန္ဒိယရဲ့မျိုးဆက်ကတိုက်လေရင်ထုတ်လုပ်ရေးစီမံကိန်းဖြစ်ပါတယ်။ဒီစီမံကိန်းကလျှို့ဝှက်စံရေးပါဝင်တဲ့လေရင်ကိုရွှေ့ရပြီးတီတက်စတာပုံမှုအစဉ်ညင်းတဲ့ဤပညာရေးပါဝင်ပါတယ်။၂၀၂၈ခုနှစ်နောက်ပိုင်းမှာစတင်ပြသနိုင်မှုခန့်မှန်းထားပါတယ်။ အချုပ်ပြောရရင်နော်အိန္ဒိယဟာတိုက်လေရင်ဤပညာမှာပြပကနေမာယူဖြစ်တင်းမှုအကူပြီးကိုရိုင်းထောက်လုံနေမှုမှာတော့လိုအပ်ချက်တွေများနေသေးတာကြောင့်နိုင်ငံကြီးတွေနဲ့ရှင်နောက်ကျနေသေးရလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့နိုင်ငံခြားကနေဝယ်ယူမှုများစွာလုပ်နေကြရပဲ DJS နဲ့ AMC လိုစီမံကိန်းတွေနဲ့ကိုပိုင်ဤပညာကိုတီထွင်ပြီးပုံမခိုင်မအောင်တိစောက်နေရလို့ဆိုကြပါတယ်။အခုတင်ကြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်နာကိုလည်း comment ကနေတစ်စိမ်ညှော်ဝေပေးခဲ့ပါဦးနော်။ အခုလောစိတ်ဝင်စားစရာကောင်းမယ်ကပ္ပရေမြမရေတင်ညာစာကိုနားဆင်မှု YouTube Channel ကို Like and Subscribe လေးလုပ်ပြီးဒေနာ Notify Bell လေးကိုလည်းနှိပ်ထားဖို့တမမီပါနဲ့နော်ကြည့်ရှုသူများအားလုံးဖေးရခက်သိကြင်ရှင်ကြပါစေရှင်